နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဒေလီမြို့တော်ရဲ့လူစီကားရာတနေရာမှာဖြစ်ပွားခဲ့တဲ့ မော်တော်ကားပေါက်ကွဲမှုဟာအကြမ်းဖက်ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့အိန္ဒိယအာဏာပိုင်တွေကအတည်ပြုလိုက်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။အစောပိုင်းကာလတုန်းကအိန္ဒိယအစိုးရဟာအဲ့ဒီကိစ္စကိုအကြမ်းဖက်တိုက်ခိုက်မှုလို့အတိအကျမတတ်မှတ်သေးပဲစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေကြတာပါ။နိုဝင်ဘာ12ရက်နေ့မှာတော့ဝင်းကြီးချုပ်နိုင်ယန်ဒရာမိုဒီရဲ့ အစိုးရကဒီဖြစ်ရပ်ဟာအကြမ်းဖက်တိုက်ခိုက်မှုလို့အတည်ပြုပြီးပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းကြေညာခဲ့ပါတယ်။အိန္ဒိယအစိုးရကိုစန့်ကျင်နေတဲ့အစုအဖွဲ့တွေကအခုလိုမျိုးတရေဘောကြောင့်လည်းလုံရက်ကိုကျူးလွန်ခဲ့တာလို့လည်းကြေညာချက်မှာပါရှိခဲ့ပါတယ်။နိုဝင်ဘာ၁၀ရက်နေ့မနက်ပိုင်းကဒေလီရဲ့အထင်ကရရှိအဆောက်အုံကြီးတစ်ခုဖြစ်တဲ့ခန်တက်နီနာမှာကာဒစီပောက်ကွဲမှုဖြစ်ခဲ့ပြီးလူရှိရောက်ထက်မနေတိတ်ဆုံးက20ကျော်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ကိုအကြမ်းဖက်ဖြစ်စဉ်အဖြစ်သတ်မှတ်ခဲ့ကြတာပါ။ နိုင်ငံအနေနဲ့ဆိုးရုံလာတဲ့အကြမ်းဖက်ဖြစ်ရတဲ့ခုကိုကြုံတွေ့ခဲ့ရကကာဒစီကိုဖောက်ခွဲတဲ့တိုက်ခိုက်မှုကို အစိုးရစန့်ကျင်ရေးအင်အားစုတွေကလှုံ့ဆော်ခဲ့တာလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ကျူးလွန်သူတွေ၊ကြံရပါတွေ၊အထောက်အပံ့ပေးသူတွေအားလုံးကိုဖော်ထုတ်ပြီးအရေးယူနိုင်အောင်ထိထိရောက်ရောက်စုံစမ်းစစ်ဆေးဖို့အစိုးရကညွှန်ကြားထားတယ်လို့လည်းဆိုပါတယ်။ ဒေလီကပောက်ကွဲမှုဟာကဘာလက်ခရီးသွားတွေကြားလူသိများလေပတ်ကြတဲ့ခန်တက်နီနာကမြေအောက်ယထာဘူရာတစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်ပြီးပောက်ကွဲမှုအပြီးအိန္ဒိယနိုင်ငံအနှံကလူစီကားတဲ့လေပတ်သွားလာရနေရာတွေမှာလုံခြုံရေးသတိပေးချက်တွေကိုတုံ့ပြန်ထုတ်ပြန်ခဲ့ရပါတယ်ရှင်။